Hello အားလုံးပဲမင်္ဂလာပါဘူဝမချန်ကနေကြိုဆိုပါရစေ Arsenal ကွင်းမှာရှင်မင်းကစားတဲ့ Newcastle နဲ့ပွဲမှာတော့ Arsenal က1-0ဆိုတဲ့ Declan Rice ရဲ့တော်တော်ကိုကောင်းတဲ့ကံကြက်တကူးရင်းနဲ့ကျွန်တော်တို့က အနိုင်ရတယ်။အာဆင်နယ်တို့ရဲ့ဒီပွဲကထင်သလောက်ထိတော့လွယ်ကူခဲ့ခြင်းတော့ကျွန်တော်မရှိဘူးပေါ့နော်။သူတပင်ဂိုးသမားဖြစ်တဲ့ဒီဗီရာယာတောက်လျှောက်ဆိုသူတို့ဒရက်ဆက်ပုတ်နေခဲ့လို့အတိုင်းအတာတစ်ခုဒီအာဆင်နယ်တက်တာရကျွန်တော်ရခဲ့တာ။ဆိုတော့ clean sheet လည်းကျွန်တော်ရတယ်။ရာယာအတွက်တော့တော်တော်ကိုထိုက်တန်တဲ့ clean sheet ပေါ့လေ။ဒါအပြင်ကျွန်တော် Declan Rice ကလည်းတော်တော်ကောင်းတဲ့ကန်ကျင်တဲ့ဂိုးသွင်းသွားပြီးတော့1-0နဲ့တင်ကျွန်တော်ပြီးသွားတာ။ဒီနေရာမှာ အာဇနယ်တို့ကဒီပွဲကိုသာအနိုင်ရလိုက်မယ်ဆိုလို့ရှိရင်ချန်ပီယံစ်လိတွက်ကသူတို့ကလုံးဝပူစရာမလိုတော့ဘူးဆိုတော့လိုအပ်တဲ့နိုင်ပွဲကိုအာဇနယ်ရအောင်ယူသွားတယ်ဆိုတော့လက်ရှိဒီပွဲနိုင်တဲ့အတွက်အာဇနယ်ဒီ81မှတ်ကျွန်တော်ရသွားပြီးတော့ချန်ပီယံစ်လိဝင်ဝင်ကို100%ကျွန်တော်တို့သာအချင်းကြီးကောင်းသွားပြီးတော့အဆင့်နှစ်ကိုလည်းကျွန်တော်တို့သာတည်ကြာသွားပြီလို့ပြောရမှာပါလေအကယ်လို့ညူကာဆယ်တို့ချဲစီတို့အလွန်ဆုံးနောက်ထပ်ကျွန်တော်တို့သာနောက်ထပ်3မှတ်ရမှ69မှတ်လောက်ပဲရနိုင်မယ့်အချင်းကြီးမျိုးမှာ အာဆင်နယ်တွက်ကတော့လက်ရှိ81မှတ်ရထားတယ်လို့တပွဲလဲကျွန်တော်ကြင်သေးတယ်ဆောက်တန်နဲ့ကျွန်တော်ကစားမှာဆိုတော့ AC ကျွန်တော်ဖြစ်သွားပြီအာဆင်နယ်တွက်နောက်ဆုံးပရီးမီးယားလိပွဲစဉ်38မှာဒိုင်းနာတကူဒီလူစင်းနေအများကြီးအကုန်အပြောင်းလဲလုပ်ပြီးတော့ကျွန်တော်ကစားလို့ရသွားပြီပေါ့လေနျူကာဆယ်တွက်ကလည်းဒါနောက်ဆုံးပွဲအထိတို့သူတို့ကျူးပန်းရမယ်လို့ကျွန်တော်ပြောရမှာပေါ့ကာဆယ်တွက်ကလည်းအနည်းဆုံးဒီတမတ်ရရင်ကိုပဲအချိန်ကြီးကောင်းအောင်အချိန်မျိုးဒါပေမဲ့သူတို့ဒီတမတ်တောင်မှမယူနိုင်ခဲ့ဘူးဒါကလည်းနျူကာဆယ်ဆိုတာတဲ့ ကိုသူမဒေးဗစ်ရိုင်ယာတော်တော်ကောင်းတဲ့ performance တွေပြနိုင်ခဲ့လို့လို့ပဲကျွန်တော်ပြောရမှာပဲ။ကာဆယ်ကလက်ရှိ66မှတ်ရထားတယ်။ Chelsea တို့ Aston Villa တို့နဲ့အတူတူပဲ Manchester City ကတပွဲရော့ကစားထားပြီးတော့65မှတ်ရထားတယ်။အကယ်လို့ Manchester City ကလက်ကျန်တပွဲကိုနိုင်68မှတ်ဒီပိုင်းကျွန်တော်ရထားပြီးတော့အပြောင်းလဲလေးတွေဖြစ်နိုင်စွမ်းရှိသေးတယ်ဆိုတော့ပွဲစဉ်38ထိတော့အတိုင်းအတာတစ်ခုစောင့်ကြည့်ရမယ်ပေါ့လေ။ဒါကြောင့်ပေါ့နော် Newcastle အတွက်ကတော့ပေါ်ဆလို့မရသေးတဲ့အခြေအနေမျိုးပါ။ အဲကာဆယ်ကဒီနေ့ပွဲမှာညူကဒီပါလေဒီအာဆင်နယ်ရဲ့တောင်မန်တွေကိုအတိုင်းအတာတစ်ခုထိပိတ်ချဖို့သူသဖြင့်ဘူကာယိုဆာကာတို့မာတင်နယ်လီတို့ကစားမျိုးမျိုးတွေရဲ့တောင်မန်တွေကိုပိတ်ဖို့အတွက်ဝင်းဘက်တွေကိုအသုံးပြုလာပြီးတော့စန်တာဘက်၃ယောက်ကိုခက်ချဲချဲအသုံးပြုလာတယ် နော်စနပ်ဘက်တော့မှာဆာဗင်ဘော့တ်မန်တို့ဖာဘီယန်ရှားတို့ဒန်ဘန်တို့စားမတွေပါတယ်ဝင်းဘက်စ်နှစ်ယောက်မှာဂျီကော့မာဖီနဲ့လီဘရမန်တူတို့လိုမျိုးလုအာနုံအင်မီဒန်ကောင်းပြီးတော့ဖစ်စကယ်အဘီလီတီကောင်းတဲ့စားမတွေကိုတွန်းရင်းနဲ့စာကာတို့မာတင်နယ်လီတို့ကိုထိန်းချုပ်ဖို့ကြိုးပမ်းလာတာကျွန်တော်အလုံးသိတဲ့အတိုင်းပဲစာကာတို့မာတင်နယ်လီတို့ပါတီစာကာနဲ့အူဒီကဲရဲ့ဒါဘဲချမ်းမှာရှိတဲ့နှစ်ထက်เนาะဒါကစားဟန်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒက်ကလန်ရိုက်စ်နဲ့မာတီနယ်လီတို့နှစ်ထက်ကစားဟန်တို့ဒါမှမဟုတ်လူးဝစ်ကယ်လီတို့နှစ်ထက်ကစားဟန်တို့ဒါတွေကအမြဲတမ်းဆိုလို့ အဲ့ဒီပဲချက်နေကနေပြီးတော့ဖြစ်တင်ပေါ်တွေပဲဖြစ်ဖြစ်ကန်သွင်းမှုတွေပဲဖြစ်ဖြစ်အသင်းတိုင်းကိုဒုက္ခပေးနေတာဆိုတော့အဲ့ဒီအဲ့ဒီဟောင်းကဒါကိုသတိထားမိပြီးတော့ဟိုသူအမှန်ကန်ပြုပြင်လာတာပေါ့နော်တကယ်လည်းပဲစာကာတို့ဆိုဘာမှမလုပ်နိုင်ခဲ့ဘူးမာတင်နေရီတို့ဆိုဘာမှကိုထူးထူးခြားခြားမလုပ်နိုင်ခဲ့ဘူးအဲဒါကလို့လုံးဝ win back တွေကိုအသုံးပြုလာပြီးတော့တော်တော်ကိုအလုတ်ဖြစ်သွားတယ်လို့ကျွန်တော်ပြောရမှာပေါ့။ကွင်းလယ်မှာလည်း through ex Germany ရောက်ပြီးတဲ့ Tunari နဲ့ Gimenez တို့သုံးလာတယ်။ Tyson ကတော့ဒီ Callum Wilson ကိုထည့်လာပြီးတော့ Ixet တို့ဘာလို့တော့ကျွန်တော်တို့ကလုံးဝမပါနိုင်ခဲ့ဘူးပေါ့လေ။ နော်ဒါအပြင်ဂေါ်ဒန်တို့ဟာဗီဘန်စတို့လူကစားမတွေကိုနေရိုနံပါတ်10ဒီတာမမို့ဝင်းကားတွေဖြစ်သုံးသွားတယ်ဆိုတော့တိုက်စစ်မှာတော့အတိုင်းအတာတစ်ခုကြီးပြပြောမလဲအန်ဒီပေးနိုင်ခဲ့တယ်ပေါ့နော်အန်ဒီပေးနိုင်ခဲ့တယ်ဆိုတာနျူကာဆယ်ကကိုတိုင်ဖန်တီးတယ်ဆိုတာထက်ဒီအာဆင်နယ်ရဲ့အမှားတွေကိုပဲကောင်းကောင်းအသုံးချဖို့အတွက်နီးစပ်ခဲ့တာလို့ပြောပြောရမလားဒေးဗစ်ရာရဲ့လူပေးမှားတာတွေအဲ့ဒါတွေကိုကျွန်တော်တို့ကအခွင့်အရေးဖြစ်သူတို့ဖန်တီးနိုင်တယ်အန်ဒီပေးဖို့သူကျူးပန်းနိုင်တယ် အပြည့်တနာကကျတော့ထိရောက်အောင်ကျတော့သူတို့မလုပ်နိုင်တော့ဘူးဒါကလည်းခုနကပြောလို့ပဲ man of the match ရသွားတဲ့ဒီ raya နောက်လျှောက်ကောင်းကလေးလို့ပေါ့နှစ်ဆင့်သုံးဆင့်ပုတ်တာမျိုးတွေကျွန်တော်တို့ဒါအခဏတိုင်းရှိခဲ့တာတောင်းငံဘောကနေပြီးတော့ပေါ့နော်ဒန်ဘန်ရဲ့ခေါင်းတိုက်တဲ့အလုံးကြီးလေကျွန်တော်တို့နှစ်ဆင့်လောက်ပုတ်ခဲ့တာတွေလည်းကျွန်တော်ရှိတယ်ဒါကြောင့် newcastle အတွက်ကတော့ david raya ဟာ ဟိုသူတို့အတွက်เนาะကျွန်တော်တို့လုံးဝပြဿနာကောင်းဖြစ်ခဲ့တာဗောလေပြဿနာကောင်းဖြစ်ခဲ့တာဒါကြောင့်ညူကာဆယ်နေနဲ့ဝမ်းစီနဲ့နေသူတို့ရှုံးနေသွားတယ်ဒီဘက်မှာညူကာဆယ်ဘက်ကဂိုးပေါက်ကွန်တူမူ14ချိန်ကြီးကျွန်တော်ယူရတယ်အာဇနယ်12ချိန်ကျွန်တော်ယူရတယ်เนาะဂိုးပေါက်တဲ့တာညူကာဆယ်က9ချိန်ရှိခဲ့ပြီးတော့အာဇနယ်ဟာ4ချိန်ရှိတယ်ဒီထဲကမှာ right set တော့ကောင်းနေစီးပြင်ကကန်နေကန်ကျင်းနေတယ်အာဇနယ်ဟာကျွန်တော်ကိုးရသွားတယ်အဲ့ဒီလုံကားလို့ရင်အာဇနယ်ဘက်ကကျွန်တော်ကြည့်ရင်အဲ့လောက်ကြီးတီအန်ဒီရများတဲ့အလုံးနေမဖန်တီးနိုင်ဘူး ။ဒီလားအထူးသဖြင့်ခုနကပြောတဲ့ဆာကာတို့မာတီနယ်လီတို့ရဲ့တောင်ပံတွေကလုံးဝကိုတည်သွားတာ။ဒီဝင်းဘက်စ်တီကလုံးဝပိတ်ချလိုက်တဲ့အခါကျတော့ဗောနော်။အဲဒါအပြင်အာဆနယ်အတွက်အနီးကပ်ဆုံးအန်ဒီအများဆုံးအခြေအနေတွေကဘယ်ကလာလဲဆိုတော့ထုံတန်နိုင်ပေါ့ဗျာ။တောင်းငံပေါ်တွေကလာတယ်။အာဆနယ်ကတောင်းငံပေါ်ဆင်ရင်ရတယ်နော်ဆိုတော့ဟိုအဲ့ဒီကနေဆင်းနစ်ပုတ်တို့ဘာလို့အသေးအတန်ပုတ်ခဲ့ရတဲ့လုံနေကျွန်တော်တို့ချို့ရှိတယ်။ဒါပေမဲ့အပိုင်အခွင့်အရေးတွေဘာတွေကျွန်တော်အဲ့လောက်ကြည့်တိကျွန်တော်မဖန်တီးနိုင်ဘူး open play တွေကနေဆင်း။ဆိုတော့ဒါကြောင့်ဘာလို့ဒီကာဆယ်ရဲ့ ကစားဟန်ကအတိုင်းတာတစ်ခုတည်းတော့လုံးဖြစ်ခဲ့တာပေါ့လေ။ဒါပေမဲ့လို့ Newcastle အဒီ Arsenal ဘက်ကတော့ Rice ရဲ့တော်တော်ကောင်းတဲ့ကံချက်ကပဲအရာအလုံးကိုပြောင်းလဲသွားတာ။ Van White တို့ဘာလို့ဆိုလို့ရှင်လည်းပဲဒီဘက်မှာပွဲချင်းပြီးကျွန်တော်ကစားရတယ်။ထုံးတဲ့နာမည်ပေါ့နော်။ Takiwe တို့ဘာလို့လဲပွဲချင်းပြီးကျွန်တော်ကစားရတယ်။ Skelly တို့ဘာလို့လဲပြောစရာမလိုဘူးပေါ့ဗျာ။ Quinn လည်းမှာလေ Odegaard တို့ Rice တို့ Party တို့ကစားမှ၃ယောက်ကဒါအတိုင်းတာတစ်ခုဒီ off the body ရောနော်ပြလို့ရှင် in position out of position တွေရောအကောင်းဆုံးလုံနိုင်သွားတယ်။အဲတော့ဒီပွဲကတော့ Arsenal တို့က ခက်ခက်ခဲခဲကိုကျွန်တော်ကစားခဲ့ရပြီးတော့ဖြစ်တဲ့နိုင်ပွဲကိုရအောင်ဖန်တီးယူသွားတယ်ချန်ပီယံစလစ်ဝင်ကအေးဆေးဖြစ်သွားပြီပေါ့လေဆရာစနေတဲ့ပရိသတ်ဒီနေရောကျွန်တော်ဒါဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုမြင်ကြလဲကိုင်းဟာဘတ်စ်လည်းပြန်ပြီးတော့ပါလာနေနေပေါ့နော်အင်ဂျူရီပြဿနာကြောင့်ယာဒီကုံနီးပါးတီသူနားခဲ့ရတဲ့ဟာဘတ်စ်ပြန်ပြီးတော့ပါလာနေနေဂျော်ဂျီညိုလည်းယာဒီကုံအသင်းကနေထွက်မယ်ဆိုတော့ခါကျွန်တော်ဒီပွဲမှာကျွန်တော်က9မိနစ်လောက်သူကစားခဲ့ရသေးတယ်နော်ကစားခဲ့ရသေးတယ်ဒါပေမဲ့လို့ နိုင်ပွဲအာဆင်နယ်ယူသွားနိုင်တယ်ဆိုတော့ဒါအရေးကြီးဆုံးကတော့နိုင်ပွဲပေါ့လေဆိုတော့ချန်ပီယံစ်လိဝင်ကွန်းက AC ဖြစ်သွားပြီပေါ့ဗျာညီတို့အနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်